စီးပွားရေးမှာဒီအခက်အခဲတွေကြုံလာနေရှိပါတယ်။အဲဘယ်လိုလဲဆိုတော့သူတစ်ပါးနှောက်ရထားတဲ့ပျောကားတွေပေါ့နော်။အဲတနေ့တသိန်းရောင်းနေရတဲ့ဆိုင်ကအမှတရက်တထောင်လောက်မှမရတော့လာတော့ဖြစ်လာပြီပေါ့။အဲလိုလို့ဆိုရင်စောနာပြောတဲ့နီလန်းနေနဲ့ဒီကံပွင့်လက်ပွင့်နီလန်းနေနဲ့စီရင်လို့မှမရလာခဲ့ဘူးဆိုရင်အာဟိုအချာရင်တော့ဒီပျောကားဆက်ရမှာပေါ့နော်။ကံပွင့်အောင်လက်ပွင့်အောင်ဘယ်လိုမျိုးဆောင်ရလဲ။နံပါတ်1ကတော့ဒီရှင်တီဝလီကာရာတော်တွေပေါ့နော်။နောက် နောက်ဒီဖရာတောက်တို့ရေလေးကိုအဲ့ကာတာမန်နဲ့ရွတ်ဖတ်ပြီးတော့မှကိုယ့်ရဲ့နေအိမ်နေဈေးဆိုင်ခန်းတွေကိုဖြန့်ပေးခြင်းဒါရင်းနဲ့လက်ဖွင့်နိုင်ပါတယ်တချို့ကပေါ့ဩပေးခြင်းတယ်တကယ်မပေးနိုင်ဘူးပတ်စံငွေကြီးအဆင်မပြေဘူးမရှိဘူးပေါ့အဲ့လိုလိုမျိုးမပေးနိုင်တဲ့လူတယောက်ကိုပေးနိုင်အောင်လို့တော့ဆရာတို့မလုပ်နိုင်ဘူးဘလို့နည်းပညာနဲ့မှမလုပ်နိုင်ဘူးတစ်ဖက်ကစီးပွားရေးလည်းအဆင်ပြေတယ်လုပ်ငန်းကိစ္စတွေလည်းကောင်းတယ်ဩအဆင်ပြေနေပါလက်နဲ့တမတက်တက်ညစ်ပြီးမပေးတာမျိုးဆိုရင်တော့ပေးခြင်းလာအောင်လို့ ဆရာတရားနေအစီရင်နေဒိုင်ရိုက်တာဆင်လေးတွေလုပ်ပေးပြီးမှသူလည်းအကျွေးပြန်ရအောင်ပေါ့ကူညီပေးပါတယ်ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းတွေကအကောင်းဆုံး shopping မှာ mercury your shopping partner ဆရာနာမည်ကကမ်ဘီယာစိန်နာမည်ကဆရာနောင်းလိုင်းဖြစ်ပါတယ် အဲဒီနာမည်နဲ့ပဲဆရာစာရေးလဲရေးပါတယ်လောကီပညာကျမ်းလေးတွေပြုစုပေးတယ်ပေါ့နော် အခုပြုစုထားပြီးတာကျမ်းစာကလေးတွေအားလုံးအဲ1 4 6 9အုပ်ရှိပါတယ်9အုပ်ပေါ့နော်နောက်ပြီးတော့ဆရာတာဝန်ယူပေးတဲ့အပိုင်းလေးတွေဆိုတာတက်ပေါ့နော်ဆရာလုတ်ပေးနေတာခုနှစ်တာရမီတွေပယောဂယောဂဝေဒနာခံစားရတဲ့လူတွေဆိုရင်ဆရာဒီဆရာရဲ့နေအိမ်မှာပေါ့နော်အခမဲ့လူနာတွေကိုပယောဂကုတာပေးပါတယ် ပတ်စံငွေကြေးတပြားတစ်ချက်မှအကုန်ပြန်မလိုပါဘူးเนาะဆရာဒီအရလေးမျက်နာလာတဲ့မြတ်ပျောကလူနာရှင်နေအားလုံးပျောက်ကင်းနေတီတာဝန်ယူပြီးတော့မှအခမဲ့ပျောကကူတာပေးပါတယ်နောက်တစ်ချက်ကတော့ဒီအစီရင်လေးပေါ့เนาะဒီဈေးပွားရေးနာလူမှုရေးအဲအိမ်တောင်ရေးအခြေရေးကျန်းမာရေးအစရှိတဲ့ကိစ္စရေးလေးနဲ့ပတ်သက်အစီရင်လေးတွေကိုအဲဆရာကူညီဆောင်ရွက်ပေးပါတယ်နောက်တနေ့ကို၃ရက်သေးသေးပေါ့เนาะဒီဆရာကို online ရော လူတွေ့ရောဒီဗီဒီယိုလက္ခဏာဟောပြောပေးပါတယ် ဒါဆရာလုတ်ပေးနေတာလေးပါပြီးတော့ကံပွင့်ကံမြအစီရင်လေးတွေဆရာလုတ်ပေးပါတယ်ကံပွင့်အောင်လုတ်ပွင့်အောင်ဘယ်လိုမျိုးဆောင်ရလဲနံပါတ်၁ကတော့ဒီရှင်တီဝလီဂါထာတော်တွေပေါ့နော်နောက်ဘီဝတပရိအာတေသောဂါထာနောက်ပြီးတော့ဂုံတော်ကွန်ချာဒီဂါထာမန္တန်တွေကို နေ့စဉ်မနက် မိုးတောက်အလင်းရောက်ကိုအိယာကနေထပြီးဆိုနေတဲ့ပြိုင်တဲ့ဒီမျက်နှာတက်တာနဲ့ဒီရေကွက်ကိုကြည့်ပြီးမှကိုမျက်နှာတက်မဲ့ရေကွက်ကြည့်ပြီးအဲဂါဒမန်နဲ့ရွတ်ဖက်တယ်ဆိုပြီးတော့မှမျက်နှာတက်ပေးခြင်းနောက်ဒီဖရာတောက်တို့ရေလေးကိုအဲဂါဒမန်နဲ့ရွတ်ဖက်ပြီးတော့မှကိုရဲ့နေအိမ်လေးဈေးဆိုင်ကန်းလေးကိုဖြန့်ပေးခြင်းဒါရင်းနဲ့လက်ဖွင့်နိုင်ပါတယ်နောက်တနည်းကကြတော့ဒီဆရာတို့လောကီပညာအစီရင်ကိုလိုချင်နေဆိုရင်ပေါ့နော်ဒီအဲ့ဒီဖရာဟောထားတဲ့ဒီဒီဝတပရိဂါဒတော်မြတ်တွေကို အင်းချထားတာစီရင်ထားတာနောက်ရှင်တီဝလိဒီဂါတာတော်မြတ်တွေကိုအင်းချပြီးစီရင်ထားတာအဲ့တော့လက်နက်ပေါ့နော်ဆရာတော်ဒီကိုယ်တိုင်ဒီလိုစက်ကူလေးမှာဆွဲပြီးမှဖျောင်းနယ်လေးပတ်ပေးပါတယ်ဒါတော့ဆရာတော်ရဲ့လောကီပညာရဲ့အစီရင်ကိုယူတာပေါ့ပြီးရင်အဲ့ရှင်တီဝလိဈေးတွေပါတယ်ဒီဖျောင်းနယ်တွေမှာထည့်ပြီးမှလိတ်ပေးပြီးမှဒီနေအိမ်ဆိုင်ကန်းတွေနောက်ကိုယ့်ရဲ့နေဘုရားရှင်တွေနောက်ကိုယ်ဘုရားရှိခိုးပရိသတ်ပြီးမှအတိတ်ကပြုနေတဲ့အချိန်တွေမှာဒီဘီးတိုင်တွေကိုထုံခိုင်းတာပေါ့နော်ထုံကြီးတာခိုင်းတာပေါ့အားကြီးလိုနီလန်းနေတယ်လက်ဖွင့်ပေးပါတယ် နောက်တနည်းကတော့အဆောင်ပေါ့အဆောင်ဆောင်တာဆိုတာဒီဆရာတော်လောရှင်တိဝလီဈေးတွေနောက်ဒီဂုံလိုဈေးတွေဒီဈေးတော်မြတ်တွေကိုအဲကိုအတုံးပြမဲ့ရေမွေးတွေပိုင်းနဲ့ပေါ့ကိုခန္ဓာကိုယ်မှာဆွဖြန်းတာနောက်ကိုရဲ့ဒီစီပေါ့နော်ခေါင်းလေးနဲ့စီတွေပိုင်းမှာနည်းနည်းစတိစေမုံထိုင်မှာဘူကောင်းကိုလိုးတာပေါ့ဒါဆိုကိုယ့်ကိုယုံကြည်မှုတွေပို့ရှိပြီးမှရိုးရိုးဆိုရီအောင်မြင်ကံပွင့်လက်ပွင့်စီပွားတက်စီပါတယ်ဒီဝါရီရအခက်ခဲကြုံလာတော့ဒါဒါဆိုနာဆရာပြောပြတဲ့ဒီကံပွက်လက်ဝင်နီလန်းနေရတာဒါတာမညာနီလန်းနေပေါ့ တချို့စီးပွားရေးမှာဒီအခက်အခဲတွေကြုံရတာရှိပါတယ်အဲဘယ်လိုလဲဆိုတော့သူတပားနှောက်ရတာလေပျောကားတွေပေါ့နော်အဲကိုစီးပွားတတ်တာကိုမနာလို့တော့မကိုဆိုင်ကပထမတော့ဒါရန်ရောင်းကောင်းနေတယ်ရောင်းကောင်းနေတယ်မှာရုပ်တရက်ကြည့်ပေါ့နော်ဟိုမထင်မှတ်တဲ့အကြောင်းကိစ္စတစ်ခုကြောင့်တော့လကောင်ရုပ်တရက်ကြည့်ရောင်းကမမျော်လင့်မနဲ့လုံးဝထိုးကြပါလေဆင်းပါလေအဲတနေ့တတိယရောင်းနေရတဲ့ဆိုင်ကအမတရက်တထောင်တော့မှမရလို့လားဖြစ်လာပြီပေါ့အဲ့လိုလို့ဆိုရင်စောနာပြောတဲ့နီလန်းနေနဲ့ဒီကံပွင့်လက်ပွင့်နီလန်းနေနဲ့စီရင်လို့မှမရလာခဲ့ဘူးဆိုရင် အာကိုအိုက်ချာရင်တော့ဒီပယောကဆက်ရမှာပေါ့နော်ဆစ်ဆေးရမှာတက်ကြွနားလေတဲ့ကိုနေဆက်ရဆရာသမားတွေစီလိုလည်းကောင်းဆက်ရစီလိုလည်းကောင်းပေါ့နော်အဲတော့မဟုတ်ဒီဆရာတော်တွေကိုပင့်ပြီးမှကိုရဲ့ဆိုင်ကောင်းဒီပေးကမွာတွေရွတ်ဖတ်တဲ့ဆရာမျိုးတွေနဲ့ကုစားတင်ပါတယ်ပြီးတော့အဲ့လိုမျိုးဖြစ်လာပြီဆိုရင်လည်းအများဆုံးကုစားတင်ပါတယ်အဲအဲ့ဒါကလည်းတော့နှစ်ခုရှိတယ်တချို့ကပေါ့ဩပေးခြင်းတယ်တကယ်မပေးနိုင်ဘူးပတ်စံငွေကြီးအဆင်မပြေဘူးမရှိဘူးပေါ့ အဲ့လိုမျိုးမပေးနိုင်တဲ့လူတရားကိုပေးနိုင်အောင်လို့ဆိုတော့ဆရာတို့မလုပ်နိုင်ဘူးဘယ်လိုနည်းပညာနဲ့မှမလုပ်နိုင်ဘူးအဲမလုပ်နိုင်ဘူးဆိုတော့ဒီလိုကိစ္စရတော့မရဘူးအဲ့တော့ဒီအကျွေးမရလို့ဆိုမှလာတဲ့ချိန်မှာဆရာတို့ဒီစစ်စစ်ရတယ်ဟောတချို့ကဘာလို့မှတိုင်းတထောင်လောက်ရှိပြီးဟိုဘက်ကမပေးဘူးဘယ်နှစ်နှစ်ကြာပြီးဆိုတော့ခါမှတစ်ဖက်ကိုလှမ်းကြည့်လိုက်တဲ့ချိန်မှာတစ်ဖက်ကဟောစီးပွားရေးအဆင်မပြေတဲ့လူမျိုးဖြစ်နေခဲ့ရင်တော့ဆရာတို့အားရကိစ္စကိုကိုကြီးမပေးဘူးတစ်ဖက်ကစီးပွားရေးလည်းအဆင်ပြေတယ်လုပ်ငန်းကံကံတွေလည်းကောင်းတယ်ဟောအဆင်ပြေနေပါလက်နဲ့တမတက်တက်ညစ်ပြီးမပေးတာမျိုးဆိုရင်တော့ ပေးခြင်းလောင်လို့ဆရာတို့ကနေအစီရင်နေတိုင်းတက်ဆင်လေးတွေလုပ်ပေးပြီးမှသူလည်းအကျွေးပြန်ရအောင်ပေါ့ကူညီပေးပါတယ်အအခုကာလမှာအလုံးဒီအခက်ခဲတွေကိုပေါ့နော်ဆရာတို့ဒီတိုင်းလူမီတာတွေတိုင်းပြီးလုံးခုနှစ်တာမီအလုံးရင်ဆိုင်ဖြတ်တန်းနေရတဲ့ကာလပေါ့နော်ဒီကပ်ပေးဒုက္ခတွေနဲ့ဆိုအော်အလုံးပြောချင်တာနံပါတ်1ယတနာတုတ်အလုံးပေါ့နော်မြန်မြန်ရွတ်ဖတ်ကြပါအဓိကဒါဒီယန္နာတုတ်တုံနဲ့ပတ်သက်ပြီးတော့မှ ဘုရားရှင်လက်ထက်မှာဒီတိုင်းမိတပြည်ကပ်ပေဒုက္ခတွေရောက်လို့ယေနာတုတ်ပြပတ်တယ်ပြရတဲ့ဒါရကကိုဆရာတော်ဒီဘောဓဘာသာဝင်တွေအားလုံးသိပြီးသားဖြစ်ပါတယ်အဲ့တော့အခုလည်းပဲဒီယေရနာတုတ်ကိုအားလုံးပြပတ်ကြပါတရဏဂုံတည်ကြပါတနိုင်တွေ့၅ပါးဒီလောက်ကိုအတဏ္ဍန်ဆုံးလုံအောင်ပေါ့နော်အာဘလုံးမလုံတော့မှကိုလုံနိုင်လောက်လုံအောင်ထိန်းကြပါပြီးတော့တူးနဲ့တူးအမျက်ဒေါရတွေလျှော့ပြီးတော့မှတိခန့်စိတ်တွေမွေးကြပါမြေတားနဲ့ပုဂ္ဂိုလ်တို့ဆက်ဆံကြပါလို့ 不要隐瞒